်မင်္ဂလာပါရှင် ကျွန်မကတော့ချချိုဆက်မှာ DBB ရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါတော့မယ် VOA သတင်းဌာနဝန်ထမ်းတွေပုံမှန်အတိုင်းလုပ်ငန်းခွင်ပြင်ဝင်ဖို့ Washington DC အယူခံတရားရုံးကအမိန့်ထက်ချခဲ့ပေမဲ့ RFA နဲ့ RFE သတင်းဌာနတွေရဲ့ဘတ်ဂျက်ငွေကိုတော့ Trump အစိုးရကသူ့သဘောအတိုင်းဆက်လက်ဆိုင်းငံ့ထားဖို့ဆုံးဖြတ်လိုက်ပါတယ်။ VOA ဝန်ထမ်းတွေပုံမှန်အတိုင်းလုပ်ငန်းခွင့်ပြင်ဝင်ဖို့အမေရိကန်ပြည်ထောင်စုမြို့တော် Washington DC အယူခံတရားရုံးကဒေသစံတော်ချုပ်မီလာတရက်နေ့စွဲနဲ့အမိန့်ထုတ်ပြန်ခဲ့တာပါ။ April 22ရက်က DC ခရိုင်တရားရုံးကချမှတ်တဲ့အမိန့်ကို Trump အစိုးရရှင်တွေကအယူခံဝင်ခဲ့ပေမဲ့အယူခံတရားရုံးကမူလတရားသူကြီးဆုံးဖြတ်ချက်အတိုင်းဆက်လက်အမိန့်ချခဲ့တာပါ။ ဒီစီခရိုင်တရားရုံးကဧပြီလ20ရက်နေ့မှာဆုံးဖြတ်ခဲ့တဲ့လွတ်လပ်တဲ့အာရှအသံ RFA နဲ့လွတ်လပ်တဲ့အရှေ့ဥရောပအသံ RFE တို့အတွက်2025ခုနှစ်အတွက်မူလကချပေးထားတဲ့ဘတ်ဂျက်ငွေတွေကို Trump အစိုးရကပြန်ချပေးဖို့ညှိနှုံတဲ့ဆုံးဖြတ်ချက်ကိုတော့အယူခံတရားရုံးကဆုံးဖြတ်ချက်ပြောင်းလဲခဲ့ပြီးသမ္မတ Trump အစိုးရရဲ့သဘောအတိုင်းဘတ်ဂျက်ငွေတွေကိုဆက်လက်ဆိုင်းငံ့ထားဖို့ဆုံးဖြတ်ခဲ့ပါတယ်ရှင်။ ကချင်ပြည်နယ်ဖားကန့်တနိုင်သွားလန်လီတိုလမ်းမပေါ်ရှိဝါရဇွန်းနယ်လဝကျေးရွာအနီးဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့်ထွက်ပြေးတိမ်းရှောင်နေရတဲ့ဆစ်ဆောင်ပြည်သူတွေအတွက်နေရာထိုင်ခင်းစေဝါးနဲ့အမိုအကာတွေလိုအပ်နေတယ်လို့သိရပါတယ်ဟန္နာသတင်းပေးပို့ထားပါတယ်ရှင်ဖားကန့်တနိုင်သွားလန်လီတိုလမ်းမပေါ်ကချင်လူမျိုးရေးတမတော် KIA နဲ့မင်းစီတန်ပြည်သူစစ်စစ်ကောင်စီပူးပေါင်းတပ်တို့ကြားပြီးခဲ့တဲ့ဇန်နဝါရီလကတည်းကစပြီးတိုက်ပွဲတွေဖြစ်ပွားနေပါတယ်ဒီတိုက်ပွဲတွေကြောင့်လီတိုကာလမတလျှောက်မှာရှိတဲ့ တုံဘုံလဝမကောင်တောင်ခုံဆိုင်ယန်တုံဘန်မန်ပန်နောင်မီဝရဆုပ်အောင်ရာစံပြနဲ့ရှိသူစုစားတဲ့ကြီးရွာတွေကဒေသခံ2000နီးပါးဆစ်ဆောင်နေရပြီးနေရာထိုင်ခင်းဆေးဝါးနဲ့အမုန်းအကာတွေလိုအပ်နေတယ်လို့ဆစ်ဆောင်ကူညီပေးနေသူတူကပြောပါတယ်။လက်ရှိဒီလဝကြီးရွာတစ်ခုလုံးနီးပါးဆစ်ဆောင်နေကြတယ်ပေါ့နော်ဒီလဝကြီးရွာဒီအုပ်စုဝါဆိုင်ဒီလဝရဲ့မကောင် မကောင်တောင်ဖုန်းနဲ့ပြတော့ခွန်ဆိုင်ရန်အဲဒီရီပါဝင်တယ်ဘောနော်အခုအင်တာစုကတော့အလုံးပေါင်းရင်900ကျော်နဲ့အလူရရင်ဆိုနာနေဆုံးတထောင်လို့ရှိမယ်ဘောနော်ဒီအခုဆိုရင်ဒီတံဖုန်ခါကြီးရပြီသူတွေလည်းတက်ပြီးရှောင်ကြတယ်ဘောနော်မကောင်းရဲ့ဒီကမိုင်းနမတီနဲ့ဒီမိချနာဒါမှရန်နီဆိုင်ရာဆွေမျိုးတွေနဲ့ဒီဖျားချောင်းလေးမှာခွဲလုံးနေကြတယ်ဘောနော်လက်တလောကတော့ဒီဇာဝင်နေရင်းနဲ့ဒီစီဝါ အာစီဝါရီမောကာရီဘောနပြီးတော့ဒီကျောင်းဖွင့်ချိန်ရောက်ခဲ့ရင်ရင်ဘောနဒီပညာစပီးတင်ရင်ဘောနဒီလက်တလုံးမှာဆိုရင်အခုတက္ကသိုလ်ဇာမျိုးပဲတက္ကသိုလ်ဝန်ထမ်းဇာမျိုးပြန်ပြေးရမယ်အကြောင်းသားတွေတော်ဘောနတော်တော်ချက်ချဲမှာဘောနလက်တလုံးကာမိုင်းနဲ့မတီမိချနာမျိုးတို့ကနိဆက်ရာဆွေမျိုးတွေနဲ့ဖျားကျောင်းတွေမှာယာယီခလုံးနေကြသူတွေရှိပြီးတောတောင်တွေထဲမှာမုကတဲ့နဲ့တိန်းဆောင်နေသူတွေလည်းရှိတယ်လို့ဆိုပါတယ်ပြီးခဲ့တဲ့မတ်လ31ရက်နေ့က လဝကြီးရွာထဲစစ်ကြောင်းထိုးလာပြီးစတဲ့ကြောင်းနဲ့လူနေအိမ်တွေမှာတက်ဆွဲနေရယူထားတဲ့စစ်ကောင်စီတပ်နဲ့ပြည်သူစစ်တပ်ဖွဲ့တွေကို KIA ပူးပေါင်းတပ်တွေကတွားရောက်တိုက်ခိုက်မောင်းထုတ်ပြီး KIA ကနေရယူထားခဲ့တာပါဒါပေမဲ့ April 15ရက်နေ့ကစစ်ကောင်စီတပ်ကလေကြောင်းကနေပုံကျဲတက်ခိုက်ခဲ့တာကြောင့် KIA ပူးပေါင်းတပ်တွေရွာထဲကနေတက်ဆုတ်လက်ရပြီးနှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီးစစ်ရေးတင်းမာနေတာဖြစ်ပါတယ်စစ်ကောင်စီတပ်နဲ့ Warazu ပြည်သူစစ်ပေါင်းတပ်ဖွဲ့တွေက ဧပြီလဆန်ပိုင်းကတည်းကလဝကြီးရွာထဲကဈေးဆိုင်အပါအဝင် နေအိမ်တွေကိုမိရှို့ဖြစ်စီခဲ့တယ်လို့ခုံဆိုင်ရန်မကောင်းတောင်းနဲ့ဝါရဆုပ်တို့ကလူနေအိမ်တွေကိုလည်းမိရှို့ဖြစ်စီနေတာဖြစ်ပါတယ်။လက်ရှိမှာနှစ်ဖက်စီရေးတင်မာနေတဲ့အခြေအနေဖြစ်တာကြောင့်ကြီးရွာတွေထိခိုက်ပျက်စီးမှုအခြေအနေကိုတော့အသေးစိတ်မသိရဘူးလို့ဒေသခံလူငယ်တို့ကပြောပါတယ်။မိလောင်ကျွန်းနဲ့အင်ချီကဒီမြေပြင်အခြေအနေကတော့အတိအကျမသိတဲ့အတွက်ပြောရခဲ့တယ်ပေါ့နော်။ဒီအင်ချီရိုစီချီပိုင်းတော့ အာလူနေအင်အင်ဂျီရိုစီချီပိုင်းလို့ရှိမယ်ခုနပြောဒီလောဝချီရောရဲ့ဒီလူမှုကြီးစီယုံနေဒီလူနာတင်ကနစီအပေါ်ဝင်မနဒီစင်ပေါ်ဒီလာရှင်ချောင်းရဲ့ပြောမင်းကလေးပေါ်တာဆောင်ရဲ့ပြောဒီစပချီပေါ်နာစပချီရဲ့ဒီအစီဖြာချောင်းဝင်အတွင်းဘက်ကဒီအမျိုးသားပေါ်တာဆောင်ပေါ်နော်အဲယူအမျိုးမျိုးသားပေါ်တာဆောင်ယုံခန်းနေစပဆောင်အပေါ်ဝင်ပေါ်နာဒီဒီသူစုဘက်ကယူအတော်ရင်းချောင်းနေတဲ့ အာနေနေလည်းမိတဲ့ပေါ်လာတယ်ဆိုပြီးမှတော့အာတော့စီတော့လို့တီးရတယ်ပေါ့နော်စကောင်စီတန်းနဲ့ဝါရဆုပီတုစစ်တပ်ဖွဲ့တွေကဖက်ကန်တနိုင်းတော်လန်းကျောင်းတွေကိုထိချုံနိုင်ဖို့အတွက်မရှလကုံပိုင်းမာလီကျောင်းနဲ့ပုံကျက်တက်ခိုက်ပြီးစစ်ကြောင်းထုံးနေတာကြောင့်လီတို့လက်မပေါ်မှာတိုက်ပွဲတွေဖြစ်ပွားနေတာပါလဝကြီးရွာဟာဖက်ကက်နဲ့တနိုင်းရွှေမော်ဒီတာတွေကိုတွားတဲ့ကာလမကြီးလမ်းဆုံနေရာတစ်ခုဖြစ်တာကြောင့်စီးပွားရေးစီရေးတွေအတွက်အလွန်အရေးပါတဲ့လမ်းပန်းဆက်သွယ်ရေးနေရာတစ်ခုဖြစ်ပါတယ် ပြည်သူစစ်ပပောင်းတပ်ဖွဲ့တွေဟာတနိုင်းလီတို့လက်မတလျှောက်မှာရှိတဲ့ဝါရာဆုဖြတ်သူစုစံပြအောင်ရာနဲ့ဘန်ကောက်တရွာတွေမှာတက်ဆွဲပြီးရွှေမော်ရီနဲ့ကုန်တင်ရင်တွေကိုအခွန်ကောက်ခံတာတွေကနေအဓိကဝင်ငွေရရှိနေတာလည်းဖြစ်ပါတယ်။လက်ရှိပမော်မျိုးတင်တပ်ဖွဲ့ပြင်ထန်နေချိန်မှာစစ်ကောင်စီ SNA နဲ့ပြည်သူစစ်ပပောင်းတပ်ဖွဲ့တွေကအယောဒီမြက်အနောက်ဘက်ခြမ်းမှာရှိတဲ့မချင်းနာဝိုင်းမော်မွန်ညင်မိုးကောင်ဖက်ကတ်နဲ့တနိုင်းမြို့နယ်တို့မှာစီရီးပြင်ဆင်မှုတွေစီရီးလှုပ်ရှားမှုတွေခက်ဆစ်စိတ်လှုပ်ဆောင်လာတာဖြစ်ပါတယ်။ကျွန်မဟန္နာပါ အင်ဖြူရောကထုတ်ပြန်တဲ့2026ဘဏ္ဍာရေးနှစ်အတွက်ဘတ်ဂျက်အဆိုပြုထားတာကိုတောက်ကြနေကဖော်ပြခဲ့ပါတယ်။အဲ့ဒီအစီရင်ခံစာထဲမှာကာကွယ်ရေးမဟုတ်တဲ့အသုံးစရိတ်23ရာခိုင်နှုန်းလျှော့ချခဲ့ပြီးကာကွယ်ရေးရမုံငွေ73ရာခိုင်နှုန်းတိုးမြင့်ထားပါတယ်။အဆိုပြုထားတဲ့စုစုပေါင်းဘတ်ဂျက်ဒေါ်လာ1.8ထရီလီယံဖြစ်ကပြီးခဲ့တဲ့နှစ်ကနဲ့နှိုင်းယှဉ်ရင်9.6ရာခိုင်နှုန်းနည်းတယ်လို့အင်ဖြူရောစီမံခန့်ခွဲမှုနဲ့ဘတ်ဂျက်အဖွဲ့ရဲ့အဆိုအရသိရပါတယ်။ ကာကွယ်ရေးမဟုတ်တဲ့အသုံးစိတ်ဒေါ်လာ163ဘီလီယံရှိမှဖြစ်ပြီး2019ခုနှစ်ကလေးကအနည်းဆုံးဖြစ်ပါတယ်အသောစိတ်လျှော့ချတဲ့ဌာနတွေကအိယာနဲ့မြို့ပြဖွံ့ဖြိုးမှုပညာရေးကျန်းမာရေးနဲ့သမုဒ္ဒရာနဲ့လူထုအုပ်ချုပ်ရေးဌာနတွေပါဝင်ပါတယ်။အင်ဖြူရောရဲ့ထုတ်ပြန်ချက်မှာကာကွယ်ရေးအသုံးစိတ်73ရာခိုင်နှုန်းတိုးမြင့်ထားတာကဒေါ်လာ1ထရီလီယံကျော်ရှိတာကြောင့်အမေရိကန်သမိုင်းတခြားအများဆုံးဖြစ်လာပါတယ်။ ဒါ့အပြင်အမိမြေလုံခြုံရေးဌာနအတွက်ဘတ်ဂျက်အသုံးပြုမှု65ရာခိုင်နှုန်းတိုးမြှင့်ထားပါတယ်ရှင်။ဒီပီပီရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါ။အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်မကတော့ချီချိုဆန်းပါရှင်။